ဇွန်စင်းဆိုတဲ့ဟီးရိုးကိုဟာရာဘူဆာနဲ့ပိုင်းတက်မယ်ဆိုတာကစာအုပ်ထဲမှာသီအိုရီအရဟုတ်တယ်ဆိုပေမဲ့တကယ်တမ်းလက်တွေ့မှာကျတော့ထင်သလောက်မယိုးရှင်းဘူးဒါကို AE နဲ့ Gifan ပွဲ Basel 3 Game 2နဲ့ Game 3မှာတိတိတသားကြီးကိုတွေ့ရလိမ့်မယ်ရင်းနှီးဟာရာဘူဆာကတစ်ဖက်ကဇွန်စင်းကိုတတ်ဖို့နေနေတသားသူ့ကိုယ်သူတော့မနှဲဆော့နေရတယ်တစ်ဖက်က AE ဘက်က draft pattern တစ်ခုကို၃ပွဲစရိုက်ဆော့နေလို့လဲပါတယ် AE ဘက်က အပေါ်၃ပစ်လုံးကိုကြည့်မယ်ဆိုရင်မော်စကို CC ဟာယာဘူးစာဒီဟီးရို၃កောင်ကို first phase မှာတည်ယူထားတယ်သတိထားမိလားသူတို့အဲ့ဒီ first phase မှာယူထားတဲ့ဟီးရို၃កောင်လုံးရဲ့တူညီတဲ့အချက်ကအချိန်ပေးရတာ CC ကလည်း why is brute force ဟာယာဘူးစာကလည်း fan ပြီးတော့ fan ကိုဆော့ရမယ်ပြီးတော့မော်စကိုနဲ့ဆော့မယ်ဆိုရင်လည်းကျွန်တော်ရှိ on the philippine video မှာပြောဖူးတယ်မစ်ကမဖြစ်မနေတအောင်ထုတ်ပေးရမယ်ဆိုတော့ဒီဂိမ်းတူကိုတခြားကြည့် မော်စကိုနဲ့ဆော့နေတဲ့အခြေအနေမျိုးမှာတဖက်ကိုပေးထားရတာကချောင်စုယူအဲ့ဒီအချိန်အေအီဘက်ကလိုအပ်တာကအာလီအင်ပတ်များပြီးတော့အချိန်ပေးစရာမလိုတဲ့ပြန်ဖြည့်လို့ရတဲ့ဇူစင်းလိုကောင်မျိုးကိုလူလိုက်တာအကောင်းဆုံးပဲဇူစင်းကအေအီလက်ရှိတည်ထားတဲ့ draft အရာလိုအပ်တယ်လို့တဖက်ကိုလည်းမပေးသင့်ဆုံးပဲတဖက်ကအေအီ coach စဉ်းစားတာကကြတော့မတို့ဇူစင်းပေးလိုက်မယ်ဟာရာဘူဆာနဲ့ပိုင်းတတ်မယ်ဒါက theory ရတော့ဟုတ်တယ်ဆိုပေမဲ့တကယ်တမ်း in game မှာကြတော့ ် given metry ကိုသွားတဲ့ position ကိုတေချာကြည့်အခုလိုမျိုး a point ကမြင့်မှာတောက်လျှောက်နှိမ့်နေခြောင်က harabusa gan လို့မရအောင်ဘေးချုံကနေ backup ပေးတယ်စုယူနဲ့ကလည်းအသွဲလိုက်လေးပဲအဲ့ဒီခြောင်စုယူဇူစင်းဆိုတာကလက်ရှိမေတာရဲ့ early impact အများဆုံး trio ထဲမှာပါတယ်အဲ့လိုမျိုး mid ကို dominate လုပ်တဲ့အပိုင်းမှာနဲ့ river control ရဲ့အပိုင်းမှာ ae ဘက်ကဘလို့မှမကြော်ဘူးအဲ့ဒါအပြင် mid ကတာပါတယ်ဆိုမှ goal line ကိုပြန်ကြည့်မယ်ဆိုရင် မော့စကိုဟဲရီစော့နေရတာဘွဲကအစော်ကြီးတဲကတာနေပါလေဆိုမှတပတ်ကဟဲရီနဲ့စကန်တာတယ်လာ join ပြီးတော့ဖိချတော့ပိုဆိုးရောအဲ့ဒါကြောင့်ကျွန်တော်ရှေ့ဗီဒီယိုမှာမော့စကိုနဲ့စော့မယ်ဆိုရင်မစ်ကိုမဖြစ်မနေတအောင်ထုတ်ဆိုတာအဲ့ဒါပဲဗျအေအီးဘက်ကတော့မော့စကိုဟာရဘူဆာနဲ့တပည့် splitting ပုံစံမျိုးသွားဖို့တော့စူးစမ်းသေးတယ်ဒါပေမဲ့ပွဲကတော်တော်ပြတ်နေပြီပြီးတော့ game tree အပေါ်၃ pick ကတော့ခုနကအတိုင်းပဲဒါပေမဲ့အောက်မှာတော့ Valentina Carli အာလီအတွက်ကိုပြန်ယူပေးထားတယ်ဒါပေမဲ့တစ်ဖက်ကိုဇူစင်းစုယူပေးထားတော့အာလီအင်ပတ်အတွက်ကဘာမှမထူဘူးခုနကဟဲရစ်နေရာမှာစကန်တတယ်လာချပေးမဲ့ဂရန်ဂျာဖြစ်သွားတယ်ဒါပဲကွာတယ်အင်ဂိမ်းမှာလည်းမက်ထရီယိုချင်းရှင်းမဲ့ဆိုရင်ဇူစင်းစုယူဗဒန်းကတော်တော်လေးစရောင်းတယ်ဒီပွဲကလည်းဟာရာဘူဇာဇူစင်းကိုပိုင်းမယ်ဆိုရင်တော့ဗဒန်းခံရတာဖြစ်တဲ့အတွက်ခုနကပွဲထထောင်ပိုဆိုးသေးတယ်အင်ဂိမ်းမှာလည်းစီစီကခရစ်ရှင်းရကြတော့သူ့ကိုမစ်ကိုပို့ပြီးတော့ခါလီနဲ့တူတူရှင်း ဗလန်တီနာက EHB သွားရှင်အဲ့လိုလှုပ်ချင်တာအေအီဘက်က rotation ကောင်းတယ်ဆိုပေမဲ့မေခိရဲ့တာတယ်မထွက်ခင်ခရီလာစားမဲ့ကောင်ကိုဖျက်ခန်းလိုက်တဲ့ဂန်ကင်လေးတစ်ခုကတော်တော်လေးကောင်းသွားတယ်မိကတာယာတော့ Granger ကိုယ်တိုင်ကပို့ပြီးတော့ aggressive ဆော့တယ်ဒီတစ်ဖက်ကဒီအစိမ်းခရီအသေးတွေကိုနှစ်ခါလောက်တောင်စားလိုက်တာ Moscow နဲ့ Granger ကြားမှာအစတည်းကလိန်နေမဲ့ချက်ကွာတယ်အဲ့ဒါကိုမှမိကပါတာတော့လာဖိပြီးတော့ပို့ဆိုးရောဂိုးရှိကလည်းရတယ်ပြီးရင်တစ်ဖက်ဂျန်ကဲအသေးတွေကို လိုက်စားတာဘာညာနဲ့ level ကသင်းလောက်ထိကိုအစောကြီးထဲကပြတ်နေတာဒီ granger လဲရှေ့ဘွဲက harry လိုပဲစကန်းတာတဲ့မှာတာတဲ့ပဒေလာ join နေတာနေတဲ့အသင်းကိုပို့ပြီးတော့တာအောင်ဖိချရယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဇူစင်းကို harabusa နဲ့ theory ရပိုင်းလို့ရရဆိုပေမဲ့တကယ်လက်တွေ့မှာကြတော့ဒီ harabusa ကိုဖန်အောင်ဆော့ဖို့ဆိုတာတော်တော်လေးခက်ပါတယ်ဇူစင်းနဲ့ပတ်သက်ပြီးတော့လဲနောက်ပိုင်းဗီဒီယိုလေးတွေလုပ်ပေးဖို့ရှိပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတူ တယောက်ချင်းစီတိုင်းကိုကျေးဇူးများရှိတပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ကြည့်ကြတော့ပေါ့ဘိုင်ဘိုင်ခဏလေးနေအောင်အခုကြည့်နေတဲ့တွေထဲမှာ Mobile Legends account ရောင်းဝယ်အလဲအထက်စသဖြင့်ပြုလုပ်ခြင်းတဲ့တွေအနေနဲ့ Bgain Shop မှာယုံကြည်စိတ်ချစွာဖြင့်ပြုလုပ်လို့ရပါတယ်ကျွန်တော်သိရသလောက်တော့ Bgain Shop မှာ Brother တို့စိတ်ပူနေကြတဲ့ ဂိမ်း RC ကိုလည်းတရားရဂိုင်းတော့အာမခံပေးထားတယ်နောက်ပြီးတော့အလန်းဆုံးကအကောင့်ရဲ့တန်ဖိုး30ရာခိုင်နှုန်းပဲပေးထားပြီးတော့45ရက်ကြာအရစ်ကြနဲ့ဝယ်ယူလို့ရတယ်စဉ်းစားကြည့်ဗျာအကောင့်ကိုအရစ်ကြနဲ့ပါဝယ်လို့ရတာအဲ့ဒါကြီးကစောင့်ရမ်းတန်တယ်ကဲဆိုတော့က Mobile Legends နဲ့ PUBG နဲ့ပတ်သက်ပြီးတော့အကောင့်ရောင်းဝယ်အလဲအထက်ဘာပဲလို့လို့ Bgame Shop page မှာလည်းသွားလို့လို့ရတယ်ကျွန်တော်ရဲ့ page messenger မှာလည်းလာပြောလို့ရတယ်ဒီဗီဒီယိုရဲ့ comment အောက်မှာလည်း page link ကိုထည့်ပေးထားတယ်